သင်ဘဝထဲမှာဘယ်အရာမှကြုံရကြမ်းဖြစ်လာတာမဟုတ်ပါဘူးလူတွေကသူတို့ဘဝကိုတတိလလွဖန်တီးမိပြီးတော့ကောင်းတဲ့ရလတ်တွေကြုံလာတဲ့အခါအဲ့ဒါကိုကန်ကောင်းတာဒါမှမဟုတ်တိုက်ဆိုင်တာလို့ခက်ပေါပေါပဲပြောတတ်ကြတယ်သူတို့ကနေတိုင်းဆက်ကြဝလာကြီးနဲ့အတူသူတို့ရဲ့ဘဝကိုတွဲဖက်ဖန်တီးနေကြအောင်မသိကြဘူးအဓိကကတော့ကိုယ့်ရဲ့သိစိတ်ကနေစဖန်တီးပြီးကိုလိုချင်တဲ့အရာတွေကိုညှို့ငင်ဖို့စပြီးအာယုံဆိုင်ဖို့ပါပဲကိုဘဝကိုတီးစိတ်နဲ့တတိရှိရှိဖန်တီးရဲဆိုတာ သင်ဘွားရဲဖြစ်နေတဲ့အရာတွေကိုသင်ကိုယ်တိုင်တာဝန်ခံလိုက်ပြီးဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်။ထီထီရောက်ရောက်ညွှန်ငင်မှုဆိုလို့ရှိရင်သင်အနေနဲ့ကိုယ့်ရဲ့လုပ်ရက်တွေအမှုအကျင့်တွေအတွေးခေါ်တွေအပြင် စကြဝဠာကြီးကိုပြောနေတဲ့ဇာတ်ကားတွေကိုပါတေချာဂရုစိုက်ရပါမယ်။ဒီလိုတွေးခေါ်ပုံအသင့်နဲ့ပြစ်ဆုံးပံမှာနေထိုင်ခြင်းကဘာတွေပဲဖြစ်နေပါစေသင်ကိုအားရင်အပြင်းနဲ့စိတ်သက်တကြွနေစေမှာပါ။ကိုယ်ဘဝကိုတတိရှိရှိဖန်တီးနေတဲ့လူတွေကသူတို့ရည်ရွယ်တဲ့အရာကိုညှို့ငင်မယ်ဆိုတာသိကြပါဗျ။ သူတို့အနေနဲ့အာယုံဆိုင်ခြင်းရဲ့အစွမ်းကိုလည်းသိကြပါဗျ။အဲ့ဒါကပြဿနာရဲ့အခက်အခဲတွေကိုအာယုံဆိုင်မဲ့စာဖြစ်ရှင်းချက်တဲ့အဖြေတွေပေါ်အာယုံဆိုင်နိုင်မှုကူညီပေးပါဗျ။သတိရှိရှိဖန်တီးသူတယောက်အနေနဲ့တင်းမွားကိုတင်းအလုံးစုံထိတ်ချုံခွင့်ရှိပါဗျ။တင်းဒီစာအုပ်ကိုဖတ်နေတဲ့တခြားမှာအပြောင်းလဲအကောင်းတွေဖြစ်ပြီးတော့တင်းလိုချင်တဲ့အရာကိုစတင်ညှို့ငင်လာပါလိမ့်မယ်။တင်းစိတ်ရဲ့တရှိနေမှုပါဝင်ပသက်နေမှုအသက်ဝင်နေမှုအားလုံးစပြီးတော့သတိထားကြည့်လိုက်ပါ။လမ်းညွန်ချက်တွေကိုတင်းစိတ်စွမ်းရင်ကစောင့်စည်းနေပါတယ်။ သင်လိုချင်တဲ့အရာတွေကိုဖြည့်ဆည်းပေးဖို့သင်ရဲ့စိတ်ကသင်ရဲ့လမ်းညွှန်မှုကိုလိုချင်နေပါတယ်။သင်စိတ်ကိုပြင်ပအဖြစ်အပျက်တွေနဲ့တခြားသူတွေလွှမ်းမိုးတာလုံးဝမခံပါနဲ့။သင်ဟာကိုယ့်ဘဝကိုဖန်တီးရင်ဖန်တီးမဟုတ်ရင်တခြားလူတွေကသင်ကိုလွှမ်းမိုးတာအကြံပေးတာနဲ့သင်ဘဝကိုသူတို့ကကိုစားဖန်တီးပေးသွားပါလိမ့်မယ်။တတိရှိရှိဖန်တီးသူဖြစ်လာပြီဆိုလို့ရှိရင်သင်ဟာကိုယ့်အစွမ်းကိုပြန်ရပါလာလိမ့်မယ်။အဲ့ဒါဆိုရင်ကန့်သက်ထားတဲ့အတွေးခေါ်တွေ အခြားသူတွေရဲ့ဘေးစကားတွေကိုသင်နားယောင်တော့မှမဟုတ်တော့ပါဘူး။ငါဘာလုပ်လဲငါဘာလုပ်နိုင်လဲဆိုတာတွေကိုစပြီးနားလည်လာပါလိမ့်မယ်။ဒီအမှန်တရားကိုအခုလက်ခံလိုက်တာနဲ့တင်သင်အတွေးခေါ်အမြင်တွေကိုကြီးကြီးမားမားသင်စတင်ပြောင်းလဲနေပါပြီ။ဒါကတရက်တာအလုံးမဟုတ်ပါဘူး။အခုချိန်အစပြီးတော့သင်တပွားအလုံးစားစတင်ပြောင်းလဲလိုက်ပါ။ကျမတို့ဟာလူသားတွေဖြစ်တဲ့အလျောက်စိတ်ကူးတွေကပေါ်လာတဲ့အတွေးတွေကိုသိမြင်နိုင်စွမ်းရှိပါတယ်။ဒါကိုလွန်ကဲသိမှုလို့ခေါ်ပါတယ်။ စဉ်းစားတဲ့အကြောင်းကိုစဉ်းစားနိုင်တဲ့အစွမ်းပေါ့ကိုဘာတွင်းနေလဲဆိုတာကိုကိုပြန်မြင်တဲ့အစွမ်းပေါ့အဲ့ဒီအစွမ်းကတင့်ကိုခဏလောက်အချိန်ယူပြီးတင့်အတွေးတွေကိုပြန်ဆင်ကျင်နိုင်မှုအကူအညီပေးနေတာပါတင့်ကိုတင်းပြန်လဲဆန်းစစ်ပြီးပုံမကောင်းအောင်ပြုပြင်နိုင်ပါတယ်ပြောရမယ်ဆိုလို့ရှင်တော့တတိကတ်တာပေါ့တတိရှိရှိဖန်တီးသူဟာကိုကိုကိုပြန်ဆန်းစစ်နိုင်လောက်တဲ့အထိတတိကတ်နေတယ်ကိုဆိုလိုတာပါဒါညှို့ငင်ချင်းလုပ်ငန်းရဲ့ပထမဆုံးအဆင့်မှာ ပြောရမယ်ဆိုလို့ရှင်တရားထိုင်တာလည်းလည်းတူပါတယ်။တရားထိုင်လို့ရှင် ကိုဘာတွင်းနေလဲဆိုတာတွေရဲ့အနောက်ကိုကိုရဲ့တိစိတ်ကလိုက်သွားပြီးသတိကပ်ပြီးတော့ဝင်လင်ထွက်လင်မှာပြန်မှတ်ရတာပေါ့။ကိုရဲ့စိတ်ကိုဆေးလိုရာလမ်းကြောင်းပေးနိုင်မှုကိုကိုကိုစပြီးသတိပိုကတ်ထားမှရပါမယ်။အတွေးတွေတွေးကျင်တိုင်းတွင်းနေလို့မရပါဘူး။မကောင်းတဲ့အတွေးခေါ်တွေနဲ့မကောင်းမြင်စိတ်ကို ရှင်းပြီးပြီဆိုလို့ရှင်တော့ကိုစိတ်ကိုဘလို့ရင်ပောင်းအောင်လုပ်ရမလဲမသိတော့သလို့ သင်ခံစားကောင်းခံစားရလိမ့်မယ်။ဒါပေမဲ့နေတိုင်းလေ့ကျင့်ပြီးသတိကပ်မယ်ဆိုလို့ရှိရင်တော့အခြေအနေတွေကိုယ့်ဘက်ပါလာအောင်စတင်ပြီးတော့ဖန်တီးလာနိုင်ပါလိမ့်မယ်။သတိပိုရှိလာလေလေပြောင်းလဲဖို့လိုနေတဲ့အတွေးခေါ်အမှုအကျင့်တွေကိုသတိထားမိလာလေလေပဲဖြစ်မှာပါ။အဲ့တော့လူတိုင်းကမကောင်းတဲ့အတွေးတွေကိုပို့ပြီးတော့မှတွေးတတ်ကြပါတယ်။တခခုလုပ်တော့မယ်ဆိုရင်ငါမဖြစ်နိုင်ဘူး။ငါကငါမယုံကြည်ဘူး။ကိုရဲ့မိသားစုအခြေအနေတွေပတ်ဝန်းကျင်အခြေအနေတွေကိုပြည်နာမှာရှိရတဲ့လူတွေကဘလို့ပြောမလဲဆိုတဲ့ဟာတွေကိုထပ်ထွက်ပြီးတော့ မဖြစ်နိုင်တဲ့ဘက်ကနေပဲအမြင်နဲ့တွေးကြပါတယ်အဲ့တော့ကိုကိုကိုအဲ့လိုကန့်သက်ထားတဲ့အတွေးတွေမယုံကြည်ချက်တွေကိုကိုကပြန်ပြီးသတိကပ်ပြီးတော့အဲ့ဒီအရာတွေကိုသတိစိတ်နဲ့ဖယ်ရှားမယ်ဆိုလို့ရှင်တော့ဒီညှို့ငင်ခြင်းလမ်းစဉ်ကစတင်နေပါပြီ။တင့်ဘွားမှာပြောင်းလဲဖို့လိုတဲ့အရာတွေနဲ့ပတ်သက်ပြီးကိုကိုကိုရိုးသားရပါမယ်။တင့်အတွက်အကျိုးမပေးတဲ့အလေးထားတွေကိုကြုံလိုက်ရင်ဒါကငါပဲလေဆိုတဲ့အကြောင်းပြချက်မျိုးဘယ်တော့မှမပေးပါနဲ့။တင်းရဲ့ဖြစ်တည်မှုကိုဘယ်အရာမှဘောင်မခတ်ထားသလို့ အတိတ်ကဖြစ်ရတွေကလည်းတင့်ကိုမချုံနောင်ထားပါဘူးအဖြစ်ပြက်တွေကိုပြောင်းလဲနိုင်စွမ်းတင့်မှာရှိပြီးတော့ပိုကောင်းတဲ့အရာတွေကိုဖန်တီးနိုင်ပါတယ်တင့်ဘွားတစ်ခုလုံးကိုအခုချက်ချင်းအိတ်သွုံဖာမောက်ပြောင်းလဲပြလိုက်လို့ရတယ်တင့်မှာရှိနေတာအဲ့လိုစွမ်းအမျိုးပဲပြောင်းလဲမယ်ဆိုတဲ့အတွေ့အကြုံစိတ်မသက်မသာလည်းမဖြစ်ပါနဲ့တင့်အနေနဲ့လောကကြီးပေါ်တွေးခေါ်ရှုမြင်ခံစားပုံတွေကိုစတင်ပြောင်းလဲမယ်ဆိုတာကိုနားလည်ဖို့လိုပါတယ်အတွေ့အခေါ်ပြောင်းလဲခြင်းရန်ထိရောက်တဲ့ရလက်တွေကိုစောင့်ခြင်းပေးတယ်လောကကြီးကိုရေစုံအတိုင်း လိုက်တာထက်ပြန်လည်တုံ့ပြန်ခြင်းနဲ့ကို့ဘဝကိုထိန်းချုပ်နိုင်ပြီလို့ပိုခံစားရလိမ့်မယ်။ကိုပြောဆိုလုံငယ်သမားအပေါ်ပိုပြီးစိတ်ပါလက်ပါနဲ့တတိရှိလာပါလိမ့်မယ်။အခုတင်ဟာကိုကိုကိုဝင်းဝင်းမှာညှို့ငင်သူဖြစ်ကြောင်းစတင်နားလည်လာပြီဆိုတော့တင်လူချင်းသမားကိုစတင်ဖန်တီးနိုင်ပါပြီ။အခုချိန်ရစားပြီးတင်ညွှန်ငင်ခြင်းတဲ့အရာကိုတတိရှိရှိသိလာပြီးတော့တင်ဘွားရဲအဲ့ဒီစွမ်းအင်ဝင်ရောက်လာတာကိုအခုတည်းကစတင်ခံစားနေရပါပြီ။ နောက်လာမယ့်အခန်းမှာတင့်နှလုံးသားတင်လို့ခြင်းတဲ့အရာကိုပုံဖော်နည်းနဲ့နှလုံးသားရဲ့တောင်းတစိတ်ကိုလှုပ်နိုးနည်းအကြောင်းတွေကိုဆွေးနွေးပေးသားမှာပဲဖြစ်ပါတယ်။တင့်ရဲ့စိတ်ဆွမ်းအင်ကိုနားမလည်ခင်တင့်ရဲ့အတွေးတွေကဆက်ကြဝလာတဲ့ကိုဇက်တိုက်ပိုးလွှတ်နေတဲ့စွမ်းအင်ချိန်နှုံးတွေဖြစ်နေတယ်ဆိုတာကိုအရင်ဆုံးသိရပါမယ်။တင်တွေးလိုက်တဲ့အချိန်စဉ်းစားနေတဲ့အချိန်မျက်မြင်ကိုယ်တွေ့မမြင်ရပေမဲ့တင့်အတွေးတွေဟာတကယ်ရှိနေပြီးတော့တင်လို့ခြင်းတဲ့အရာတွေစီကိုဦးတည်သွားနေပါတယ်။ မမြင်ရတာနဲ့ပဲအဲ့ဒီအရာမရှိဘူးလို့အတိတ်ပဲသတ်မှတ်လို့မရပါဘူး။သင်အဓိကတွေးမိတဲ့အတွေးတွေကိုသတိထားမိတာကလည်းကောင်းပါတယ်။ဒီအချက်ကိုတေချာတွေးကြည့်ရင်အဲ့ဒီအတွေးတွေဟာသင်ညှို့ငင်မိနေတဲ့အရာတွေဖြစ်နေတာကိုသတိထားမိသွားလိမ့်မယ်။သင်မှာမကောင်းမြင်စိတ်များနေတယ်ဆိုလို့ရှိရင်ဖြစ်ပျက်သမျှအဆင်မပြေတာတို့မကောင်းတာတွေတို့အဲ့ဒါမျိုးတွေပဲဖြစ်နေလိမ့်မယ်။ငွေကြေးနဲ့အောင်မြင်မှုပေါ်သင်မှာမကောင်းမြင်စိတ်ရှိနေတယ်ဆိုရင်လေသင်ထင်တာမှန်တဲ့အကြောင်းသက်တည်ဖြစ်စေမယ်။ ဲ့ဒီအဆင်မပြေမှုတွေပဲတင်ကြုံတွေ့ရလိမ့်မယ်။တင်ကအချစ်ဆိုတာရှားခက်တယ်မကောင်းဘူး။အဲ့လိုမျိုးအမြဲတမ်းခံစားရတယ်ယူဆထားတယ်တွေးတယ်ဆိုလို့ရှိရင်အဲ့လိုဖြစ်အောင်ပဲညှို့ငင်မိပြီးတော့တင်နာကိုမကောင်းတဲ့လူတွေပဲအမြဲတမ်းရောက်လာလိမ့်မယ်။တင်မစင်းစားမယုံကြည်တဲ့ဘဝမျိုးကိုတင်ရဲ့စိတ်ကဖန်တီးပေးမှာမဟုတ်ဘူး။ကိုမတွေးလိုက်တဲ့အရာတွေကိုကိုယ့်ရဲ့ဘဝဖန်တီးပေးမှာလည်းမဟုတ်ဘူး။ကိုယ့်ရဲ့ဘဝမှာဖြစ်ဖြစ်လာတဲ့အကုန်လုံးကကိုတွေးတာတည်းပဲ။ အဲ့မှာမှကောင်းတာနဲ့မကောင်းတာကွဲပြားသွားတယ်။စိတ်ရဲ့တာဝန်ကတင်တွေးခေါ်ခံစားပြောဆိုတဲ့အရာတွေကိုပို့ပြီးတော့ကြုံလာအောင်ပြတ်တာပြီးဖို့ပါပဲ။တင်ကတင်ရဲ့စိတ်ကိုလွှမ်းမိုးနေတဲ့အတွေးခေါ်အမူအကျင့်တွေကိုစွဲငင်နေတဲ့တန်လိုက်တစ်ခုပါ။တင်မကောင်းတဲ့အရာတစ်ခုကိုတွေးမိတိုင်းကိုယ့်ကိုပြန်မေးပါ။ဒါကငါတကယ်လိုချင်တဲ့အရာလား။ငါညှို့ငင်ချင်တဲ့အရာလား။ဒီအရာငါ့ဘဝထဲမှာဖြစ်ဖြစ်စေချင်တာလားဆိုပြီးတော့မှအဲ့လိုမကောင်းတဲ့အရာတွေးမိရင်အဲ့လိုကိုယ့်ကိုပြန်မေးပါ။ တင့်အတွေးတွေကစွမ်းရှိပြီးတော့စကြဝဠာတဲ့အမြဲရောက်ရှိနေတယ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါအတွေးတစ်ခုကိုထက်ခါထက်ခါတွေးလေအဲ့ဒီအရာကိုညှို့ငင်နိုင်စွမ်းကြီးလာလေလေပါပဲထက်ခါထက်ခါတွေးလာတာနဲ့အမြတ်တင့်တွေးနေတဲ့အတွေးကကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တင်ယုံကြည်တဲ့အရာပဲဖြစ်ဖြစ်မယုံကြည်တဲ့အရာပဲဖြစ်ဖြစ်ထက်ခါထက်ခါတွေးနေပြီဆိုလို့ရှိရင်အဲ့ဒီအရာလက်တွေ့မှာတကယ်ဖြစ်လာတော့မှာပါအဲ့ဒီအတွေးတွေကိုခန်းစားချက်ထပ်ပေါင်းလိုက်ရင် ပိုပြီးတော့မြင်မြန်ဆန်းဆန်းဖြစ်လာဖို့ ညှို့ငယ်နိုင်ပါတယ်။ခံစားချက်ဆိုတာနှလုံးသားထဲမှာတည်ရှိတာကြောင့်တိတ်ကိုအင်အားကြီးရဲ့စွမ်းအင်စက်ကွင်းတစ်မျိုးပါပဲ။နှလုံးရဲ့လျှက်စစ်တန်လိုက်လှိုင်းတွေဟာစိတ်လှိုင်းထက်ပိုကြီးကြောင်းနှလုံးသိပ္ပံဌာနရဲ့သူတေသနာ ပြသပြီးပါပြီ။အတည်ပြုခဲ့ပြီးပါပြီ။တင်းစိတ်တဲ့တခုခုကိုတွေးပြီးအဲ့ဒီအတွေးနောက်မှာပြင်းထန်တဲ့စိတ်ခံစားချက်ရှိနေတယ်ဆိုရင်အဲ့ဒီအတွေးတွေကလက်တွေ့မှာ ပိုပြီးတော့မြင်မြန်ဆန်ဆန်ဖြစ်လာပါတော့မယ်။ဥပမာချမ်းဆိုလို့ရှိရင် ခยีသွားတယ်ခยีသွားခြင်းနဲ့ခยีသွားတယောက်ဖြစ်ခြင်းနဲ့ဒီအိမ်မက်တွေကိုအမြဲတမ်းဖြစ်ခြင်းခဲ့တယ်စိတ်ထဲမှာအမြဲတမ်းအဲ့ဓာတွေပဲတွေးမိနေတယ်အဲ့ဒီပုံရိပ်တွေပဲတွေးမိနေတယ်အဲ့ဒီအချိန်မှာခံစားလာရတွင်းတွင်းနဲ့တစ်ခါလေကြောက်လို့ရှိရင်တကယ်ဖြစ်နေပြီအဲ့လိုမျိုးငိုတော့ငိုချင်လာတယ်ပေါ့နော်အရန်ကိုပြင်းထန်လာတဲ့စိတ်ခံစားချက်တွေကအဲ့ဒီအချိန်မှာမြင်းမြန်ဆန်ဆန်ဖြစ်လာတယ်အဲ့ဒီအရာတွေကဒါကလက်တွေပဲပေါ့နော်အရာအလုံးဟာစိတ်ထဲမှာပဲအစာပြူချောင်းတင်းတကယ်မြင်လာပြီဆိုလို့ရှိရင် နောက်တစ်ဆင့်က သင်ရဲ့စိတ်ဆွမ်းရင်ကိုဘလို့စုစည်းအသုံးချရမလဲသင်ယူရမှာဖြစ်ပါတယ်။အခုလိုစိတ်ရှုပ်စရာတွေကြားထဲမှာအတွေးတစ်ခုတည်းကိုစက္ကန့်စက္ကန့်လောက်အာရုံဆိုင်နေအောင်ကိုကိုကိုလေ့ကျင့်ပါ။နေ့စဉ်နဲ့အမျှတရက်ကို10စက္ကန့်စီထပ်ပေါင်းထည့်သွားပြီးတော့လေ့ကျင့်သွားပါ။ဒါဆိုတဖြည်းဖြည်းနဲ့လက်တွေ့ဖြစ်ချင်တဲ့အတွေးကိုအချိန်ကြာကြာအာရုံဆိုင်နိုင်တဲ့အစွမ်းရလာပါလိမ့်မယ်။အဓိကကတော့ကိုဖြစ်ချင်တဲ့ကောင်းတဲ့အတွေးပေါ်မှာအာရုံဆိုင်နိုင်ဖို့သူကသင်ပေးနေတာပါ။ ဒီအခန်းရဲ့ရည်ရွယ်ချက်ကတော့တင့်အတွေးတွေကိုပိုတတိထားမိပြီးတော့စိတ်ရဲ့အစွမ်းကိုနားလည်ဖို့တင်မကဘူးတင့်စိတ်စွမ်းရင်ကိုအတုံးချဖို့လေ့ကျင့်ရင်စင်းနေတယ်ဆိုတဲ့အခြေအနေမျိုးကိုပါပို့ဆောင်ပေးနေပါတယ်တကယ်လို့တင်ရအခုခန္ဓာကိုယ်လှကျင်နေဆိုပါစို့ဒါဆိုလို့ရှိရင်တင့်အနေနဲ့ကိုလိုချင်တဲ့ခန္ဓာကိုယ်ရဖို့နေ့တိုင်းအစားအသောက်စနစ်တကျစားပြီးတော့လေ့ကျင့်ခန်းလုပ်လိုက်မယ်စိတ်နဲ့ပတ်သက်ရင်လည်းအဲ့လိုပါပဲစိတ်မပြန့်လွင့်စတဲ့အတွေးတစ်ခုတည်းကိုအာယုံစိုက်နိုင်ဖို့စတင်ပြီးတော့လေ့ကျင့်ရမယ် ဒါကိုကျွမ်းကျင်လာလေလေကိုယ့်ရဲ့ဘဝကိုဖန်တီးတဲ့နေရာမှာ ပိုတော်လာလေလေပါပဲကိုဖြစ်ချင်တာကိုအာယုံပို့ပြီးတော့စိုက်နိုင်လာလေလေပါပဲအရင်ကတိတ်အားကုန်ခဲ့တဲ့အပိုစာဒအလုံမျိုးတွေနဲ့အချိန်ကုန်မခံချင်တော့တာကိုတင့်ကိုတင်သတိထားမိလာလိမ့်မယ်တင်ဖြစ်ချင်တာကိုဖန်တီးတဲ့နေရာမှာအကူအညီမဖြစ်တဲ့အလုပ်တွေလုပ်ရင်နေတိုင်းစွမ်းရင်အများကြီးကုန်နေတယ်ကိုယ့်ရဲ့ energy အများကြီးကျဆင်းနေအဲ့ဒီအရာတွေထဲမှာတနေကုန်ဆိုရှယ်မီဒီယာထိုင်သုံးတာတို့တနေကုန်စာထိုင်ပို့နေတာ တီဗီတွေကြည့်တာတို့အဆရှိသဖြင့်သင်ပန်းနိုင်စီကိုရောက်ဖို့အကူအညီမဖြစ်တဲ့အလုပ်တွေပါတယ်။တင်တစ်ခုခုအလုံးမယ်လို့စိတ်ဒုံဒုံချရင်အဲ့ဒီအပေါ်ကိုဘလို့အာယုံဆိုင်ပြီးဖြစ်မြအောင်လုပ်မလဲဆိုတာကိုတိရှိနားလည်နေမှရမယ်။ဒီနေရာမှာတင့်ဆွမ်းအများစုတိရှိနေတာအဲ့ဒီ focus ဆိုတဲ့အာယုံစူးစိုက်မှုအပေါ်မှာတင့်ရဲ့ဆွမ်းအားတွေအများဆုံးတိရှိနေတာပါ။တင့်စွမ်းရည်ကိုဗမာအသုံးချပြီးတော့စိတ်ကိုဘယ်နေရာမှာအာယုံစိုက်မလဲဆိုတာကိုတင့်အချိန်တိုင်းရေးချယ်ခွင့်နေရှိနေပါတယ်။ မကောင်းတဲ့အရာတွေသူများအပေါ်မှာမကောင်းတဲ့စကားတွေအများနဲ့သူများကိစ္စတွေအပေါ်မှာအာရုံစိုက်နေပြီဆိုလို့ရှင်ကိုကိုကိုပျောက်ဆုံးသွားလိမ့်မယ်။ဒါကြောင့်ကိုကိုကိုမပျောက်ဆုံးသွားအောင်အများနဲ့ကိုတွေးနေတဲ့အတွေးတွေပေါ်မှာအာရုံစိုက်ထားဖို့ပဲလိုပါတယ်။တင်းအာရုံစိုက်တဲ့အရာဟာတင်းကိုအကျိုးရှိစေပြီးတော့တင်းရဲ့အခမ်းအနားဆုံးစိတ်အမြင်ကိုအထောက်ပံ့ဖြစ်စေဖို့တော့အရေးကြီးတယ်ပေါ့နော်။အပိုင်း၃စိတ်ဆွေးရင်ကိုလမ်းကြောင်းပြခြင်း အခုတင့်စိတ်ဆွမ်းရင်အကြောင်းကိုတင်သိရှိပြီးပြီဆိုတော့တင်ဖြစ်ချင်တဲ့ဘဝကိုဖန်တီးဖို့အတွက်အဲ့ဒီစိတ်ဆွမ်းရင်ကိုဘလို့အသုံးချရမလဲဆိုတဲ့အရေးကြီးတဲ့အဆင့်ကိုတက်လို့ရပါပြီညှို့ငင်ချင်းလုပ်ငန်းစဉ်ကိုစတင်တဲ့အနေနဲ့ထက်ခါထက်ခါတွေးရင်အတွေးကွင်းဆက်တစ်ခုကို ထိန်းထားရပါမယ်အဲ့တော့ပြောချင်တာကညှို့ငင်မှုအတွက်ကိုဖြစ်ချင်တဲ့အတွေးတစ်ခုကိုထက်ခါထက်ခါတွေးပြီးတော့ကွင်းဆက်တစ်ခုအနေနဲ့ထိန်းသိမ်းထားရမှာပါစိတ်ဆွမ်းရင်ကိုအသုံးချဖို့ပထမဆုံးအဆင့်က ကိုယ်စိတ်ထဲလွှမ်းမိုးနေတဲ့အတွေးတွေကိုမြင်အောင်ကြည့်ပါ။သင်အမြဲမကောင်းမြင်နေတာလား။သင်လုံနိုင်တဲ့အရာတွေကိုအမြဲတမ်းမကောင်းမြင်စိတ်နဲ့မလုံနိုင်ဘူးဆိုပြီးတော့ကန့်သက်ချက်တွေနဲ့ကြီးမိနေတာလား။သင်ကိုယ်သင်ယုံလားအဲ့ဒီအပေါ်မှာသင်ကိုယ်သင်မယုံဘူးလား။အဲ့လိုမျိုးပြန်ပြီးတော့ဝေဖန်ပိုင်းခြားစမ်းစစ်ပြီးတော့ကောင်းတဲ့ဘက်ကို အတွေးကိုပြန်ပြောင်းပြရပါမယ်။ပန်းနိုင်ကတော့ကိုယ့်ရဲ့စိတ်ဆွမ်းအင်ကိုပေးမိနေတဲ့အတွေးတွေကိုတတိထထကြည့်ပြီးတော့မှ ကောင်းတဲ့ဘက်ကနေတွေးဖို့ပါတချို့အတွေးတွေကတင့်အနေနဲ့တကယ်ဖြစ်နေတယ်လို့လက်ခံထားလို့သာရှိနေတာအမှန်တော့အဲ့ဒီအတွေးတွေကတင်းနဲ့မသက်ဆိုင်ဘူးအတွေးတွေကိုပြောင်းလဲဖို့မရတဲ့အရာတွေလို့လူတွေကယူဆထားကြတယ်သူတို့ကလွန်လန်းမရှိဘူးလို့ထင်ကြတယ်ဘာလို့လဲဆိုတော့လူတွေကသူတို့ရဲ့ပြောင်းလဲနိုင်စွမ်းထက်မပြောင်းလဲနိုင်ဘူးဆိုတဲ့အတွေးတွေကိုပို့ပြီးတော့စွန့်အားပေးထားလို့ပါပဲအဲ့မပြောင်းလဲနိုင်တဲ့အပေါ်မှာအဲ့ဒီမကောင်းတဲ့အတွေးတွေကိုထပ်ခါထပ်ခါတွေးလိုက်တဲ့အခါမှာအဲ့ဒီအတွေးတွေကစမ်းအား စွမ်းအားကြီးသွားပြီးတော့ကောင်းတဲ့အတွေးတွေကစွမ်းအားလျော့သွားပါတယ်။တင့်အတွေးခေါ်တွေကိုပြောင်းလဲနိုင်ပါတယ်။တင့်အတွက်အကျိုးမရှိတဲ့မကောင်းတဲ့အတွေးခေါ်တွေရဲ့တားကောင်စမဖြစ်ပါနဲ့တော့။တင့်စိတ်ထဲမှာဘလို့အတွေးတွေကိုနေခွင့်ပေးမလဲဆိုတာကိုယ့်ရဲ့ရွေးချယ်ခွင့်နဲ့ပဲစိုင်နေ။အဲ့ဒါကိုအခုသိပြီဆိုတော့အဲ့ဒီအတွေးတွေကိုလိုသလိုပုံဖော်နိုင်ပါပြီ။ဒီလုပ်ငန်းစဉ်အတော်တွင်းမှာကိုယ့်ကိုစိတ်ရှည်ပါ။ သင်ကပညာရဲ့အသစ်တွေကိုသင်ယူပြီးတော့သင်ဖို့အမှန်တကယ်ပြောင်းလဲပြဖို့စူးစမ်းနေတာလေရေရှည်ခံတဲ့ရလဒ်တွေဖြစ်လာဖို့ဆိုလို့ရှိရင်ကိုလိုချင်တဲ့အရာတွေအတွက်စိတ်စွမ်းရင်ကိုအသုံးချဖို့အရင်ဆုံးကိုယ်စိတ်ကိုနိုင်မရမယ်သင်ခုလောက်ရမယ့်အရာအဲ့ဒါပါပဲဘွားကိုရေစုံမျောပြီးတော့ကိုယ်ဘယ်သူမှမသိကိုယ်မှာဘာစွမ်းရင်နေရှိမှမသိပဲနဲ့ဆက်နေဖို့မလိုတော့ဘူးဒါကအပြောင်းလဲကြီးဖြစ်ဖို့အတွက်အချိန်ပဲသင်စွမ်းရင်ကိုရှာတွေ့တာကချမ်းသာကြွယ်ဝမှုပျော်ရွှင်မှုလွတ်လပ်မှု စတာတွေကိုဖန်တီးနိုင်ပြီဆိုတဲ့သဘောပါပဲလွတ်လပ်ဖို့ဆိုလို့ရှိရင် လူတစ်ယောက်ကအစ်စ်အစ်စ်တွေကိုလက်ခံနိုင်စွမ်းရှိရပါမယ်တင်ကအခုကိုလုတ်တဲ့အရာတွေကိုပို့ပြီးသတိထားမိလာပြီပြီးတော့တင်ဖန်တီးမဲ့အရာပေါ်အကောင်းမြင်စိတ်မွေးပြီးတော့စိတ်လှုပ်ရှားတတ်ဖို့ကိုစိတ်ဆွမ်းရင်ကိုဘယ်ညမှာအတုံးချမလဲပို့ပြီးတော့တိလာနေပြီအရင်ကကိုယ့်ကိုတန်တရားဝင်ခဲ့တဲ့တုံးခဲ့တဲ့စိတ်ဆွမ်းရင်ကိုအခုကိုကိုကိုယုံကြည်မှုဆိုတဲ့နေရာမှာအတုံးချနေပြီ။ တင်းစိတ်ကိုလွှမ်းမိုးနေတဲ့အတွေးတွေကိုသတိထားမိပြီဆိုလို့ရှိရင်အဲ့ဒီအတွေးတွေကနေဖြစ်လာတဲ့ရလဒ်တွေကိုပြန်ဆန်းစစ်ပါတင်းရဲ့ကိုယ်ကိုမကောင်းမြင်စိမ့်တဲ့တန်တရားတွေကတင်းဘွားကိုဘာများအကျိုးဖြစ်စေခဲ့လို့လဲအကြောက်တရားကတင်းကိုဘာများထုံးကားစေခဲ့လဲစိုးရိမ်စိမ့်နဲ့အယုံကြည်မဲတာတွေကြောင့်တင်းရဲ့အိမ်မက်နဲ့အတွေးခေါ်တွေဘယ်နှခုလောက်ဝေးကွာခဲ့ပြီးပြီလဲအဲ့လိုအတွေးတွေကလူအများစုကိုသူတို့တကယ်လိုချင်တဲ့ဘွားကိုမဖန်တီးနိုင်အောင် တားဆီးထားတာ ။တင့်အတွက်ကြီးကျယ်တဲ့အရာတွေကမဖြစ်နိုင်တာမဟုတ်ပါဘူး။တင့်အတွေးတွေကတင့်ဆန်တာထပ်ပိုပြီးတော့ရုပ်လုံးပေါ်သွားလို့ကြီးကျယ်ခမ်းနားမှုနောက်ကို မလိုက်ဖို့အဲ့ဒီအတွေးတွေကတင့်ကို ပိတ်ပင်ပြီးတော့မှဆွဲချလိုက်တာပါ။တင်ရဲ့စိတ်ကိုအလေးချင်းမလုပ်ဘူးဆိုလို့ရှိရင် အစာပိုင်းမှာဒါစိန်ခေါ်မှုတစ်ခုလိုဖြစ်နေလိမ့်မယ်။ဒါကတင်းစိတ်ကိုဘောင်းမင်ခတ်ယုံကြည်မှုတွေကနေကြွယ်ဝတဲ့အတွေးမျိုးတွေဝင်လာအောင် ပြန်ပြီးတော့ program ဆွဲတာပါပဲ။ reprogram ပြန်လုပ်တာပေါ့နော်။ တင်းအရင်ကမလုတ်ဖူးတဲ့အရာတွေကိုလုံနိုင်ဖို့တင်းစိတ်ကိုအားထက်မယ်လို့တင့်ကိုတင်တန်နိုင်ထန်တော်ချတာဖို့လိုပါတယ်။ဒီနေရာမှာတင့်အချိန်နဲ့စွမ်းအားကိုရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်တင့်လိုချင်တဲ့ဘဝကိုရောက်လာပါလိမ့်မယ်။လူအများစုကသူတို့လိုချင်တဲ့ဘဝမှာမနေရတာဒါမှမဟုတ်သူတို့အခမ်းအနားဆုံးအိမ်မက်နောက်ကိုမလိုက်ကြတာဘာကြောင့်လဲသိလား။ဘဝကစိတ်ကစားပွဲတစ်ခုပဲဆိုတော့သူတို့ကနားမလည်ကြလို့ပါပဲ။အရာအလုံးဟာတင်တွေးခေါ်ပုံအဲ့ဒီအတွေးကနေဖြစ်ပေါ်လာတဲ့ခံစားပုံနဲ့ သင်ဘယ်အရာကိုယုံကြည်လဲဆိုတဲ့အပေါ်မှာအခြေခံပြီးတော့မှကွဲပြားခြားနားသွားတာပါကုကုကို အပြည့်အဝပြောင်းလဲခြင်းနဲ့သူတိတ်မရှိပါဘူးဘာကြောင့်လဲဆိုတော့ပြောင်းလဲတယ်ဆိုတာအတွေးခေါ်ဟောင်းနေဘဝနေနီးဟောင်းတွေကိုလွှတ်ချဖို့လိုအပ်လို့ပါပဲစိတ်မသက်မသာဖြစ်ရတာကိုတီးခံနိုင်ရမယ့်အပြင်တင်းကိုနောက်ဆန်တင်းစီတဲ့အရာတွေနဲ့လည်းရင်ဆိုင်ရဲရပါမယ်တင်းစိတ်ကိုတေချာစစ်ဆေးပြီးပြီဆိုလို့ရှိရင် ်တင်ဆိုးရင်လည်းယာရီကထင်းတလောက်ကြောက်ဖို့မကောင်းဆိုတာကိုတင်သိလာလိမ့်မယ်အခုတင့်ကိုတင်ရင်ဆိုင်ရဲခဲ့ပြီအဲ့လိုစွန်စားမှုကြောင့်ထိုက်တင့်နဲ့အကျိုးရလက်တွေကိုရမှာပါ အခုချိန်မှာတင့်အတွက်အကျိုးရှိစေတဲ့အတွေးတွေနဲ့တင့်စိတ်ကို reprogram အစီအစဉ်ပြန်ဆွဲဖို့တင့်တာဝန်ဖြစ်သွားပါပြီတကယ်လို့မကောင်းတဲ့အတွေးတွေဝင်လာလို့ရှင်အဲ့ဒါကိုလက်ခံပြီးစိတ်ထဲမှာနေရာပေးဖို့မလိုတော့ပါဘူးဒီတိုင်းလေးလွှတ်ချလိုက်ပြီးတော့အဲ့ဒီနေရာမှာ သင်လိုချင်တဲ့ကောင်းမွန်တဲ့အတွေ့အကြုံနဲ့အစားထိုးပြီးတွေးလိုက်ပါသင်ရဲ့တွေးခေါ်နည်းကိုပြောင်းလဲဖို့သင်ယူနေတဲ့ကာလပတ်လုံးမှာဒါကိုဒီဇိုင်းမမတ်လုပ်ပေးပါအတွေ့တွေကအလေးအကျင့်နဲ့တူပါတယ်သင်နေ့စဉ်အတွေ့တွေကိုအချိန်ကာလအကြာတစ်ခုစားအကြာကြီးတွေးခွဲမယ်ဆိုလို့ရှိရင်အဲ့ဒီအတွေ့တွေကအားကောင်းလာတယ်အားကြီးလာတယ်အဲ့ဒါကြောင့်သင်ရဲ့စိတ်အမှုအကျင့်တွေကိုပြောင်းလဲပြီးတော့ ပိုကောင်းတဲ့အမူအကျင့်တွေရလာဖို့ထက်ခါထက်ခါတွေးတဲ့နည်းတွေကိုဒီဇိုင်းမမှန်ကျင့်သုံးဖို့လိုအပ်တာပါဒီလိုပြောင်းလဲတဲ့လုပ်ငန်းစဉ်အတော့တွင်ဘောင်ခတ်ထားတဲ့အတွေ့တွေကိုစန့်ကျင်ရတဲ့အချိန်ရောက်လာရင်စိတ်တက်မကြပါနဲ့တင့်ရဲ့ဘာပဲဖြစ်ဖြစ်ရှေ့ဆက်မယ်ဆိုတဲ့တွန်းအားကအခုလိုညှို့ငင်ခြင်းလုပ်ငန်းစဉ်မှာတင့်ကိုအကူအညီပေးမှာပါကိုယ့်ကိုယ်ကိုလည်း100%ယုံကြည်ထားပါတင့်ကိုတင်ပြန်ဖန်တီးပြီးတော့တင့်ဘွားကိုပြောင်းလဲနေပါပြီ။ကျမလည်းအဲ့လိုလုပ်ခဲ့ပါတယ်။အကြောက်တရားကိုနားမယောင်တာအရှုံးမပေးတာတွေက ကျမကြော်ဖြတ်စီနိုင်ခဲ့တယ်ဆိုတာသိခဲ့ရပါတယ်။တင့်ကိုတင်အပြောင်းလဲရနေမတားဆီးပါနဲ့။တခြားလူအများစုလိုအရင်ပုံစံဟောင်းနေစီပြန်သွားပြီးတတောင်တတာနေလိုက်ဖို့ကတော်တော်လွယ်လွယ်လေးပါ။တင်ဒီနေရာမှာရောက်နေတာကတင့်ရဲ့အစွမ်းတွေကိုပိုင်ဆိုင်ဖို့နဲ့တင့်ဘွားကိုစိတ်ကြိုက်နေနိုင်ဖို့ပါပဲ။တင်ဟာစကြဝဠာရဲ့ဖန်တီးရှင်ပါ။ universe ဆိုတာအမှန်တကယ်တော့တင့်ကိုယ်တိုင်ပါပဲ။တင့်မှာအလွယ်တကူညှို့ငင်နိုင်စွမ်းတွေရှိပါတယ်။ သင်ရမကောင်းတဲ့အတွေ့အကြုံနေရာမှာကောင်းတဲ့အတွေ့အကြုံကိုအစားထိုးလိုက်တာနဲ့အရာအားလုံးကလွလွယ်ကူကူအဆင်ပြေလာတာကိုသင်သတိထားမိလာပါလိမ့်မယ်။သင်ရအတွေ့အကြုံလက်တွေ့မှာ ပေါ်လာတာမြန်လုံးလို့သင်အံ့ဩမိတာမျိုးတောင်ဖြစ်နိုင်ပါတယ်။သင်တစ်ခုခုကိုတွေးလိုက်တာနဲ့ရုပ်တရက်အဲ့ဒီအကြောင်းတရားရုပ်ကပြောနေတာကိုကြားမယ်။ဒါမှမဟုတ်အဲ့ဒီအရာကိုသင်အနီးနားမှာမြင်လာရလိမ့်မယ်။သင်အတွင်းနဲ့ရွေချက်တွေပြတ်သားလာလေလေအမှန်တကယ်ဖြစ်လာဖို့လွယ်ကူလေးလေးပါပဲ။ တိတ်အတွင်းနဲ့ရည်ရွယ်ချက်တွေပြတ်သားလာလေလေအမှန်တကယ်ဖြစ်လာဖို့လွယ်ကူလာလေပါပဲမှတ်ထားပါညှို့ငင်ခြင်းဆိုတာတင်းရဲ့ပါရမီပါအဲ့ဒါကိုတင်းအချိန်ပြည့်လုံနေခဲ့ဘူးပြီးသားပါဒါပေမဲ့အချိန်နဲ့အမျှတခြားသူတွေရဲ့လောကကြီးပေါ်ရှုမြင်ပုံတွေကိုတင်းကနားယောင်ပြီးတော့တင်းအတွက်ကောင်းတဲ့အရာတွေကို မဖြစ်နိုင်ဘူးလို့ထင်မြင်နေခဲ့တာပါအဲ့ဒါအမြင်မှားပါတခုခုကိုမဖြစ်နိုင်ဘူးလို့ထင်နေသူတွေဟာသူတို့ကိုယ်သူတို့မယုံကြည်ကြလို့ပါပဲ။ လူများစုဟာအဲ့ဒီလိုဘောင်ခတ်ထားတဲ့ယုံကြည်မှုတွေကိုသူတို့ငယ်ဘဝမှာတင်ယူခဲ့ကြပါတယ်သူတို့ကိုယ်တိုင်တော့သူတို့မသိပဲပေါ့နော်သူတို့မိဘတွေဒါမှမဟုတ်တခြားသူတွေကဘာမှမရှိကြအောင်ညှီးတွားတာကိုကြားခဲ့ရင်းကနေပေါ့ပေါ်များကြွယ်သွားတဲ့အကြောင်းကိုနေတိုင်းမပြောနိုင်တဲ့လူအများစုရှိတယ်အဲ့ဒါကလည်းသူတို့ရဲ့တကယ်လုံနိုင်စွမ်းကိုသူတို့နားမလည်ကြလို့ပါပဲဒီစာအုပ်ကတင့်ုံတင်ပြီးမှအဲ့ဒါတွေလည်းပါပါတယ်တင်ကတဘာဝရဲ့ညှို့ငင်စွမ်းအားကို နားလည်အောင်ဘလို့လုပ်ရမလဲဆိုတာနဲ့တင့်အတွက်အကောင်းဆုံးဘွားကိုဘလို့ဖန်တီးရမလဲဆိုတာတွေကိုတင့်အခုတင်ယူနေတာပါနေတိုင်းတင့်ကိုပိုင်းစိတ်တွင်စနစ်တစ်ခုတိဆောက်ပါတင့်အတွက်တကယ်အကျိုးရှိစေမယ့်အတွေ့ဘဏ္ဍခုတွေးလဲစကြဝဠာကြီးစီကနေတင်လိုချင်တဲ့အရာကိုရဖို့ဆွဲယူဖို့ attract လုပ်ဖို့တင်းရဲ့စိတ်ဆွမ်းအင်နဲ့ရင်းနှီးမြှုပ်နှံရပါတယ်။ကောင်းတဲ့အကျိုးရလဒ်တွေရဖို့ကောင်းတဲ့အတွေးတွေကိုတင်းရင်းနှီးမြှုပ်နှံနေပြီလား။ပြီးတော့အတွေးတွေက လှုံ့ဆော်ပေးတဲ့ခံစားချက်တွေကိုလည်းသင်သတိထားရပါမယ်။သင်ခံစားချက်ကကောင်းလား၊သင်တွေးလိုက်တဲ့အတွေးပေါ်မှာသင်ခံစားချက်ကကောင်းလား၊ဆိုးလား၊သင်ပျော်ရွှင်လား၊ဝမ်းနည်းလား၊သင်အတွေးတွေကသင်ကိုဘယ်လိုခံစားရအောင်လုပ်နေလဲ၊သင်ရဲ့စိတ်ထဲဘာတွေဖြစ်နေလဲဆိုတာကိုသင်ရဲ့ခံစားချက်တွေကနေတစ်ဆင့်ကောင်းကောင်းသိနိုင်ပါတယ်။မကောင်းတဲ့အတွေးတွေ၊မကောင်းတဲ့ခံစားချက်တန်တရာထဲမှာမပိတ်မိပါစေနဲ့။ဘယ်အချိန်မှရက်ပြည့်ရမလဲသိပါစေ။ ဘယ်အတွေးတွေကိုခန်းစားချက်ထည့်ပြီးတော့စိတ်ဆွရင်ပေးမလဲဆိုတာဆုံးဖြတ်ဖို့တင့်လက်ထဲမှာပဲရှိကြောင်းကိုယ့်ကိုယ်ကိုသတိပြန်ပေးပြီးတော့ဒီတန်တရားနဲ့ချိုးဖြတ်လိုက်ပါစိန်ခေါ်မှုတွေရင်ဆိုင်ရတိုင်းမျှော်လင့်ချက်ဆက်ထားပါတင့်ကိုယ်တင်တန်တရားဝင်လာမိတဲ့အခိုက်အတန့်တွေဆိုရင်တော့မပေါ့တင်ကြုံတွေ့ရမယ့်အပြောင်းလဲတွေနဲ့တူဒီလုပ်ငန်းစဉ်အတော်တွင်မှာကိုယ့်ကိုယ်ကိုအရင်ကြီးဖိအားမပေးဖို့ဘလောက်ရေးကြီးကြောင်းမျှော်ဝေရမယ့်အချိန်ရောက်လာပါပြီတင့်အနေနဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲနေတဲ့အတော်တွင်မှာစွမ်းအားအဆင့်မှာလည်းအများကြီးပြောင်းလဲနေပါတယ် တွေးခေါ်ပုံဟောင်းနေတဲ့အတွေးခေါ်ဟောင်းနေကိုရှင်းထုတ်ရတာတိတ်ကိုစွန့်ရင်နေကုန်တယ်အဲ့ဒါကြောင့်နားဖို့လိုလိုက်ရင်လည်းအနားယူဖို့တင်းရဲ့ရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးကိုဂယုစိုက်ဖို့အကြံပေးပါတယ်အမြဲတမ်းတစ်ခါခါမလုံရရင်မနေနိုင်ဘူးအဲ့လိုမျိုးလှုပ်ဖို့လည်းမလိုပါဘူးအချိန်ယူပြီးအနားယူအဖြစ်ပါ အချိန်ပြည့်အလုံးရှုပ်နေတာမျိုးမလုပ်ပါနဲ့ကိုယ့်ကိုတွန်းအားလည်းမပေးပါနဲ့ခဏလောက်နားပြီးတော့ကိုယ့်ကိုဂယုစိုက်ပါအဲ့ဒါလိုကိုယ့်ကိုဂယုစိုက်တဲ့အခိုက်အတန့်တွေက တင်လုံးသမျှကိစ္စတိုင်းအပေါ်တန်ဖိုးစွမ်းအင်းရည်ရွယ်ချက်နဲ့ဖန်တီးနိုင်စမ်းတွေကိုပေါင်းထည့်ပေးသွားမှာပါတင့်တော်တဲ့မျှခြေတစ်ခုကိုရှာပြီးတော့ဘွားကိုပြပြနေပါ မျှခြေရှိဖို့လိုအပ်ပါတယ် balance ပေါ့တင့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနံဝိညာဉ်ပိုင်းဆိုင်ရာတွေကျမ်းမာဖို့အချိန်ယူပြီးတော့အားထုတ်ပါမကောင်းတဲ့အတွေးတွေကိုကောင်းတဲ့အတွေးတွေအဖြစ်စပီးပြောင်းလဲနိုင်တာနဲ့တင့်ကိုစမ်းသပ်ဖို့အရင်ကတွေးခေါ်နီးဟောင်းနေရပြင်းပြင်းရောက်လာမှာပါ အဲ့ဒီစမ်းသက်ချက်ကတင်းတကယ်ပြောင်းလဲလာပြီလားဆိုတာကိုသိကျင်လို့စမ်းသက်တာပါပဲဒီအချိန်မှာခေါင်းမော့ရင်ကော့ပြီးတော့ကြမ်းကြမ်းခံမှုလို့ရတယ်။အဲ့ဒီလှဲ့စားမှုကစိတ်ထဲမှာပဲရှိတာပါ။တင်းရဲ့ပြောင်းလဲတွေအပြောင်းလဲတွေစက်မလုတော့အောင်နားချနေတဲ့အဲ့ဒီအတွေးတွေကတင်းရဲ့အတိတ်ကမကောင်းတဲ့အတွေးတွေကိုဆက်ရှင်သန်စေဖို့အတွက်နေရာရှာနေတာပဲ။တင်းအဲ့ဒီထောင်ချောက်ထဲကိုပြန်ပြုတ်ကြသွားလို့မဖြစ်ပါဘူး။အဲ့လိုစွန့်ရင်ကုန်ခန်းစီတဲ့တန်တရာနှုန်နဲ့ပြန်သွားလို့မဖြစ်ဘူး။ ်သင်ရဲ့ comfort zone ထဲကနေထွက်ပြီးတော့ကိုလိုချင်တာမှန်သမျှဖြစ်ထွန်းလာမယ်ဆိုတဲ့စိတ်တွင်းယုံကြည်မှုနဲ့ကိုလန်းကိုဆက်လျှောက်ရပါမယ်။အရာအလုံးပြိုလဲနေပြီလို့ထင်ရတဲ့အချိန်မျိုးရောက်နေရင်တော့အရာအလုံးကကိုအလိုဆန္ဒဘက်ပါနေတဲ့ဆိုတဲ့ယုံကြည်ချက်ကိုလုံးဝမလွတ်ချလိုက်ပါနဲ့။အဲ့ဒါသင်ရဲ့စိတ်ဆွဲရုံအတုံးချတဲ့နေရာမှာမှတ်ထားရမယ်။အရေးကြီးဆုံးအချက်တစ်ချက်ပါပဲ။ကိုလိုချင်တဲ့အရာကိုညှို့ငင်ကိုရဲ့လက်ရှိအခြေအနေထက် ကိုရဲ့အမြင်အပိုအရေးကြီးတယ် နောက်ခေါက်ပြန်ပြောပါမယ်ကိုလိုချင်တဲ့အရာကိုညှို့ငင်ရင်ကိုယ့်ရဲ့လက်ရှိအခြေအနေထက်ကိုယ့်ရဲ့အမြင်ဘလို့မြင်နေလဲဆိုတဲ့အမြင်ကပိုအရေးကြီးတယ်တင်တာဆက်ပြီးယုံကြည်နေမယ်စိတ်ကူးထဲမှာအဲ့ဒီပုံရိပ်တွေကိုပုံဖော်နေမယ်အကောင်းဘက်ကပဲတွေးနေမယ်ဆိုလို့ရှိရင်အရာအလုံးကတင့်ဆန္ဒအတိုင်းထပ်တူကျလာပါလိမ့်မယ်တင်ယုံကြည်မှုကမမြင်ခွေရမှာပါ မမေ့ပါနဲ့လက်တွေ့ဘဝကအရာအလုံးဟာအရင်ဆုံးအမြင်တစ်ခုနဲ့စိတ်ထဲမှာစတင်ပါတယ် ပုံရိပ်ရောင်အနေနဲ့အရင်ဆုံးစိတ်ထဲမှာစတင်ပါတယ်။ဒီလုပ်ငန်းစဉ်အတွင်းမှာအားတင်းပြီးတော့အားလုံးဟာစိတ်နဲ့ပဲဆိုင်ကြောင်းကိုကိုကိုအဆက်မပြတ်သတိပေးနေပါ။ဘာလို့လဲဆိုတော့အတိတ်ကကိုရဲ့မကောင်းတဲ့အတွေးတွေကခဏခဏကိုစိတ်ထဲကိုတန်တရားဝင်အောင်ပြင်ပြန်ရောက်လာမှမဟုတ်လို့ပါပဲ။ကဲဒါဆိုလို့ရှိရင်ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်အပိုင်းတွေနဲ့ဆက်ပြီးတော့မှပြောပြပေးသွားမှာပဲ။ ဒီနေ့ဒီဗီဒီယိုလေးကနေတစင်းနားထောင်ရင်းနဲ့မှာကိုယ့်ရဲ့အတွေ့တွေကိုပြောင်းလဲလိုက်နိုင်ပြီလို့ချမ်းကလုံးဝယုံကြည်ပါတယ်။ချမ်းပြောတာတွေကိုနားမလည်လို့ရှိရင်နှစ်ခေါက်သုံးခေါက်လောက်ပြန်နားထောင်ပေးပါ။ကိုစာလုံးနေတဲ့အချိန်ဖြစ်ဖြစ်အိမ်အလုပ်တွေလုပ်နေတဲ့အချိန်ဖြစ်ဖြစ်အိမ်ရဝင်ကနေအချိန်ဖြစ်ဖြစ်အာယုံစိုက်ပြီးတော့တည်တည်ချာချာပြန်နားထောင်ပေးပါနော်။ဘာလို့လဲဆိုတော့ချမ်းဒီစာအုပ်ကိုဖတ်တော့ရလဲစာချောင်းတစ်ချောင်းကိုနားလည်ဖို့အတွက် 3လေးခါလောက်ပြင်ပြန်ဖတ်ရပါတယ်သူဘာပြောချင်လဲဆိုတာကိုနားလည်ဖို့အတွက်ပေါ့ဒါကြောင့်မို့လို့ထက်ခါထက်ခါနားထောင်ပြီးတော့ချမ်းပြောချင်တာတွေကိုနားလည်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပြီးတဲ့တန်းနားထောင်ပြီးတဲ့ drag ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်အခန်းဒီမှာဆက်ပြီးတော့လေ့လာကြပါမယ်လက်တွေ့လည်းအသုံးချဖို့မမေ့ပါနဲ့